ဇော်လာ၂၁ရက်နေ့မှာကြာရောက်တဲ့250ပြည့်ကင်းဒီအမျိုးသားနေ့ကိုအခက်ခဲတွေကြားကနေအခမ်းအနားကျင်းပပြုလုပ်ဖြစ်ခဲ့တယ်လို့ CTER ကင်းဒီစီကသိရပါဗျ။ကင်းဒီအမျိုးသားနေ့အခမ်းအနားကို KND ဒုက္ခသည်စခန်းတက်မှာကျင်းပပြုလုပ်ခဲ့ပြီးရှားတော်မြို့နယ်ဒီမော့ဆိုမြို့နယ်တွေမှာလည်းနီးစပ်ရာပွဲသေးစားတွေကိုပြုလုပ်တာရှိတယ်လို့သိရပါဗျ။ရှားတော်ဘက်မှာလည်းလုံးကြကြောင်းတခြားနေရာတွေမှာလည်းနီးစပ်ရာပွဲသေးလေးတွေတော့လုံးကြပြီးစစ်ရေးအရာ တိုက်ပွဲအခြေအနေတွေအရာအကြီးအကျယ်လောရတာမျိုးတော့သိမ့်မရှိဘူးလို့ KNB ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူးနှစ်ဦးပညာက ပြောခဲ့ပါတယ်။1895ခုနှစ်ဇွန်လ22ရက်နေ့မှာဗြိတိရှအင်ပါရာနဲ့ကင်းဝင်မင်းကြီးတို့က KNP ရဲ့လွတ်လပ်စွာတည်ရှိမှုကိုလက်ခံပြီးစာချုပ်ချုပ်ဆိုခဲ့တဲ့နေ့ကို KN အမျိုးသားနေ့လို့သတ်မှတ်ကျင်းပလာခဲ့တာနှစ်ပေါင်း150တိုင်ရှိနေပြီလို့လည်းသိရပါဗျာရှင်။ အေယာဝတီတိုင်းအင်ကပူမြို့နယ်စီပင်ကျေးရွာအုပ်စုမှာစစ်မှုထမ်းအထက်ခံရတဲ့လူငယ်တယောက်ကိုစစ်ကောင်စီတပ်သားတွေဝိုင်းဝန်းထိုးကျိတ်ရိုက်နှက်ခံရပြီးတိစုံသွားခဲ့တယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်သူတွေစီကသိရပါဗျ။ဂျော်လာ၁၄ရက်နေ့ကစီပင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးကညီရင်းဖြစ်သူဦးညွှန့်ရွှေရဲ့သား တူအရင်ကိုစစ်မှုထမ်းအပတ်စဉ်၁၄တက်ရောက်ဖို့စစ်ကောင်စီတပ်ကိုပို့လိုက်တာဖြစ်ပြီးကျော်လာ၁၆ရက်နေ့မနက်ပိုင်းမှာတူဖြစ်သူရဲ့ကိုခန္ဓာအနှံ့ဒဏ်ရာရီနဲ့တိစုံရုပ်အလောင်းကိုစစ်ကောင်စီတပ်ကအကြီးအကဲပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။အလောင်းမှာဖူးရောင်ညုံမဲဒံရီအပြည့်နဲ့ဝိုင်းရိုက်လို့တည်သွားကြောင်းအရက်ကြောင်ပြီးပေါက်ကရရီပြောလို့တက်ကစစ်သားတွေကဝိုင်းထိုးကြရင်လက်လွန်တည်သွားတာဖြစ်ကြောင်းစစ်ကောင်စီတက်တဲ့နေဆက်သူကပြောခဲ့ပါဗျာ ေဆုံးရုပ်အလောင်းကိုလာပို့တဲ့စစ်ကောင်စီတပ်သားတွေကတေဆုံးသူဟာအရက်အစီကိုရေမရောပဲမှားတောက်မိတာကြောင့်တေသွားတာဖြစ်တယ်လို့ပြောဆိုပြီးပြန်ပို့ပေးခဲ့တာလို့သိရပါဗျ။စစ်မှုထမ်းထိခံရပြီး၃ရက်လောက်အကြာမှာတေဆုံးသွားတာနဲ့ပတ်သက်ပြီးမိသားစုတွေကတိုင်ကြားမှုမလုပ်ရဲပဲစစ်ကောင်စီတပ်ကပြောတဲ့အတိုင်းလက်ခံပြီးကြိုလိုက်ရတယ်လို့လည်းသိရပါဗျရှင်။ ထိုင်းနိုင်ငံရောက်နေတဲ့စစ်ပေးဒုက္ခသည်တွေကိုတရားဝင်လုံလုံခွင့်ပေးဖို့ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းတွေကိုကူညီထောက်ပံ့ပေးနေတဲ့ဘန်ကောက်အခြေဆိုင်သဘောထားကွန်ဆော့တန့် TBC ကတိုက်တွန်းလိုက်ပါတယ်။မနေ့ကကြာရောက်တဲ့ကမ္ဘာဒုက္ခသည်များနေ War Refugee Day မှာအဲ့ဒီလိုထုတ်ပြန်တိုက်တွန်းလိုက်တာပါဒုက္ခသည်တွေကိုတရားဝင်လုံလုံခွင့်ပြုလိုက်ရင်ကိုမိသားစုကိုကိုပြန်ထောက်ပံ့နိုင်ပြီးရော့နေလာတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေါ်မှီခိုနေရတာကိုလျှော့ချနိုင်မယ်လို့ထောက်ပြပါဗျာ ဒါပြင်ဒုက္ခသည်တွေအနေနဲ့ဒုက္ခသည်စခန်းတွေရဲ့ကန့်သက်ချက်တွေအလုံးမှာဂုံတိတ်ခါရှိပြီးရေရှည်တည်တဲ့နဲ့ဘဝတွေကိုတိဆောက်ဖို့အခွင့်အလမ်းတွေရတဲ့နယ်လို့လဲဆိုပါရယ်။ထိုင်းနိုင်ငံကဒုက္ခသည်တွေကိုအဲ့ဒီလိုအလုံးလုံးခွဲပေးလိုက်ရဲ့အကူအညီတွေပေါ်မှာမှီခိုတာရှော့ချနိုင်ပြီးမြန်မာနိုင်ငံကအစ်စ်ဆောင်၃တန်းခွဲကျော်ကိုပို့ပြီးထောက်ပံ့နိုင်မယ်လို့လဲထုတ်ပြန်ချက်မှာပါရှိပါရယ်။ ထိုင်းဆိုရနဲ့နိုင်ငံတကာတိုင်ဝိုင်းအနေနဲ့ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်တွေအတွက်ကူညီထောက်ပံ့မှုနဲ့အခွင့်အလမ်းတွေတိုးမြင့်ပေးဖို့လဲ TBC ရဲ့ထုတ်ပြန်ချက်မှာထည့်သွင်းတိုက်တွန်းထားပါတယ်ရှင်။ AR တိုင်းနယ်ကစစ်မှုတန်းတပ်သားတွေဖြင့်ဖိအားပေးစုဆောင်ပြီးစစ်တပ်နဲ့ပေးခဲ့တဲ့လူငယ်တွေကိုမန္တလေးတိုင်းကနေတစဉ်တိုက်ပွဲပြင်းထန်နေတဲ့ကချင်ပြည်နယ်ဘက်ကိုကျွန်လ16ရက်နေ့ကစပီးပို့နေတယ်လို့စစ်ကောင်စီတပ်နယ်နှိစက်သူတွေစီကသိရပါဗျာ။ အဲ့ဒီတပ်သားအသစ်တွေဟာစစ်မှုထမ်းတင်တဲ့အပတ်စဉ်၁၁အတွက် AR တိုင်းကနေအာဓမစုဆောင်ခံသူတွေဖြစ်ပြီးစစ်ကောင်စီတပ်ကရပ်ပေါင်း80ကျော်ပဲတင်တန်းပေးခဲ့သူတွေလို့ဆိုပါရယ်။အရေးဆုံးမန္တလေးကတပ်တွေမှာတာဝန်ချထားမယ်ဆိုပြီးတင်တန်းကျောင်းတွေကနေ ခေါ်လာတာဖြစ်ပေမဲ့မန္တလေးရောက်မှကချင်ပြည်နယ်ဘက်သွားမယ်လို့ထုတ်ပြောတာလို့ဆိုပါရယ်။အရိကနဲ့တစိမ့်ကချေပြင်းနယ်ကိုရဟတ်ရင်နဲ့ပို့ပေးတာလို့စစ်ကောင်စီတပ်နဲ့နှိစက်သူကပြောပါတယ် စစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်17တင်းနှန်းစင်တပ်သားတွေအယောက်100ကျော်ကိုအတုံးလိုက်ခွဲပြီးစစ်ယူနီဖောင်းအပေါ်နှစ်စုံပဲထုတ်ပေးပြီးကချင်စစ်မျက်နှာကိုပို့နေတယ်လို့သိရပါပါတယ်ရှင်။ စစ်ကောင်စီတပ်နဲ့ထိတွေ့တိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေတဲ့မိုးပြဲမှာမိုးပြဲပြည်သူ့ကာကွယ်ရေးတပ်အမှတ်1001တပ်ရင်းတပ်ခွဲ3ကျွဲချိုတပ်ခွဲကရဲဘော်တယောက်ကြာဆုံးခဲ့ရတယ်လို့တပ်ရင်းကဂျော်လာ20ရက်နေ့ကထုတ်ပြန်ထားပါတယ်။အသက်20အရွယ်ရဲဘော်မောင်နေမင်းထွေခေါ်ဗိုလ်ချုပ်ကစစ်ကောင်စီတပ်ကိုတော်လှန်ရင်း16ရက်နေ့ကရှေ့တန်းမှာထိခိုက်ဒဏ်ရာရရှိရာကနေဈေးကူတမှုခံယူနေတဲ့အချိန်ဂျော်လာ19ရက်နေ့မှာကြာဆုံးခဲ့တာဖြစ်ပါတယ်။ ရဲဘော်မောင်နေမင်းထွေးခေါ်ဗိုလ်ချုပ်ကတိုက်ခိုက်ရေးတာဝန်ယူထားပြီးရှေ့တန်းတိုက်ပွဲပေါင်း100ကျော်အထိပါဝင်တိုက်ခိုက်ကတော်လန်ရေးအတွက်ပေးရတဲ့တာဝန်ကိုကျေပွန်သူဖြစ်တယ်လို့သိရပါဗျ။ မိုးပြေမှာစစ်ကောင်စီတပ် PNO ပြည်သူစစ်တွေနဲ့တော်လိုင်းအင်အားစုတွေကြားထိတွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတာရှစ်လကျော်ကြာရှိနေပြီဖြစ်ပြီးနှစ်ဖက်အထိခိုက်ကြဆုံးတွေလည်းရှိနေပါဗျ။မိုးပြေကိုရဖို့စစ်ကောင်စီတပ်ကအပြင်းထန်စစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေကဇက်တိုက်ပြင်းထန်နေရလို့သိရပါဗျ။ဒါအပြင်မီးလောင်ဘုံတွေနဲ့ပြည်သူတွေရဲ့နေအိမ်ကိုမီးရှို့ဖျက်ဆီးတာတွေလည်းလုပ်နေတယ်လို့သိရပါဗျ။ ပဲခူးတိုင်းနောက်ချမ်းတာရီခရိုင်မင်းလာမြို့နယ်တောင်ပြတ်ကျေးရွာကိုဂျွန်လ20ရက်နေ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ တောင်ပြည့်ရွာဟာအင်ဂျီတရာကျော်ရှိပြီးဒေသခံတွေဟာဆစ်ရှောင်နေရတာတပတ်ကျော်ကြာမြင့်ပြီလို့ဆိုပါရယ်။မနေ့ကနေ့လယ်12နာရီလောက်ကစပြီးမီးရှို့တာဖြစ်ကြောင်းစစ်သားတွေလည်းအဲ့ဒီနေ့ကမှစစ်ကြောင်းထိုးပြီးရောက်လာကြတာဖြစ်ကြောင်းရွာသားတွေတယောက်မှမရှိကြပဲရွာသစ်ပိုင်းကိုအရင်ရှို့ကြောင်းနဲ့အခုထိမီးမငြိမ်သေးပဲရွာမကြီးဘက်မှာတော့မီးကိုမတွေ့သေးကြောင်းဆစ်ရှောင်မျိုးသမီးတယောက်ကအတီဗီကိုပြောခဲ့ပါရယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအများအပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်လာပြီးအနီးအနားကကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစစ်ကြောင်းထိုးပြီးဝင်ရောက်လာတာကြောင့်တော်လရင်ရဲဘော်တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်ကတိုက်ဆုံသူများပြားပြီးတော်လရင်တပ်ဖွဲ့ဝင်9ယောက်လည်းကြာဆုံးခဲ့ကြောင်းတော်လရင်ရဲဘော်တယောက်က TV ကိုပြောခဲ့ပါတယ်ရှင်။ ပမပြည်သူလူမျိုးရေးတက်တော် PPL ရဲ့အခြေခံစစ်ပညာသင်တန်းအပတ်စဉ်၉သင်တန်းဆင်ပွဲပြုလုပ်ခဲ့ပြီး NUG ကျမ်းမာရေးနဲ့ပညာရေးဝန်ကြီး PSLF TNL အထွေထွေအတွင်းရေးမှူး KNP ကြားကာလအထုပ်ရေးကောင်စီ IC ဒုဥက္ကဋ္ဌပြည်သူလူမျိုးရေးတက်မတော် PL ရဲ့စေဦးစီးချုပ်နဲ့အထွေထွေအတွင်းရေးမှူးမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဒုဥက္ကဋ္ဌနဲ့အရခတက်တော် A ရဲ့တာဝန်ရှိသူတယောက်တို့တက်ရောက်ခဲ့ကြတယ်လို့ဒီကနေ့ထုတ်ပြန်ခဲ့ပါတယ် တင်းနှန်းစင်ပွဲကိုဂျွန်လ9ရက်နေ့ကတောင်ပြည်တနေရာမှာကျင်းပပြုလုပ်ခဲ့ပြီးတော်လိုင်းအောင်မြင်ဖို့အတွက်မတူညီတဲ့အင်အားစုတွေအကြားညီညွတ်ရေးလိုအပ်ကြောင်းနဲ့မိမိတို့ဟန်ချက်ညီရင်ဆရာနာရှင်စနစ်အမြန်ဆုံးတတ်မယ်လို့မဟာမိတ်ခေါင်းဆောင်တွေကအတိအကထားပြောကြားခဲ့တယ်လို့သိရပါတယ်တင်နန်းစင်းရဲဘော်တွေကိုလက်နက်တွေပေးအပ်တက်ဆင်ခဲ့ပြီးအမှတ်203စစ်ဒေသအတွက်တရင်တစ်တစ်ခုကိုလည်းတိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ တရုတ်ဈေးကွက်ကဝယ်လိုအားကောင်းလာတာကြောင့် ARR တိုင်းမှာမြော့တဖိတ်တာကိုငွေကြက်တသိန်းကျော်ထိဈေးပေါက်နေရလို့ရေထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေနဲ့ငရှင်းရှာဖွေရောင်းချတဲ့သူတွေကပြောပါဗျာ။ နှစ်စဉ်မေလကနေဖေဖော်ဝါရီလဟာမြို့ရီအယောင်းဝယ်စတင်ပြုလုပ်တဲ့ကာလဖြစ်သလိုရှာဖွေရရှိထားတဲ့ကာလလည်းဖြစ်ပြီး AR တိုင်းမှာတရုတ်ဈေးကွက်ကဝယ်လိုအားလိုက်နေတာကြောင့်အခုနှစ်မြို့အယောင်းဝယ်စတင်ပြုလုပ်နေတဲ့မေလကနေဂျွန်လအထိမြို့တပိတ်တာကိုကြက်တသိန်းကနေတသိန်းတသောင်းအထိဈေးပေါက်နေတယ်လို့ဆိုပါရယ်မြို့ရှာတဲ့နေရာမှာဒရိတ်ဆန်တွေနဲ့အကိုက်ခံပြီးရှာဖွေသူတွေရှိသလိုတချို့ကလည်းလူနဲ့အကိုက်ခံပြီးရှာဖွေကြပြီးအခုနှစ်မှာမြို့ဈေးကောင်းပေမဲ့မြို့ရရှိတာကအရင်နှစ်ကထက်နည်းတော့ ားတယ်လို့ AR တိုင်းကမျှော်ရှာဖွေသူတယောက်ကပြောပါတယ်မြောက်တွေဟာစပားဆိုင်ခင်းတွေမြေယိုးချောင်းယိုးနဲ့ရွှွန်းလွန်မြေကြီးအောက်မှာကျဆားရတဲ့သတ္တဝါဖြစ်ပြီးမြောက်တွေရှားပါလာတာဟာရှားဖွေရောင်းချတဲ့သူတွေများလာတာအပြင်စိုက်ပျိုးမြေတွေမှာဓမြင့်ဩဇာနဲ့ပိုးသက်ဆေးတွေအလို့ကျုံသုံးဆွဲမှုများတာကြောင့်မြောက်တွေရှားလာတာဖြစ်တယ်လို့ရှားဖွေသူတွေကဆိုပါတယ် မြန်မာနိုင်ငံကနေတင်ပို့ရောင်းချလိုက်တဲ့မျှော်တွေကိုတရုတ်နိုင်ငံမှာသွေးထုတ်အချောက်လန့်ပြီးနှလုံးသွေးကြောချင်းယောဂါနဲ့အကြောအာတိုဇီစတဲ့တရုတ်တိုင်းရင်းစေးအဖြစ်ဖော်ဆက်ထုတ်လုပ်ကြတာဖြစ်တယ်လို့မျှော်ရောင်းဝယ်ရေးကုန်သည်ရစီကသိရပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းမူဆဲမြို့မှာဂျွန်လာ16ရက်နေ့ကစပြီးအွန်လိုင်းငွေလိမ်ကြားဖြန့်လုပ်နေသူတွေကိုဇက်တိုက်ဖမ်းဆီးနေပြီးထွက်ပြေးလို့ပြစ်ဒဏ်ခံရသူတွေလည်းရှိရလို့ဒေသခံတွေစီကသိရပါဗျာ။ ကျော်လာ16ရက်နေ့နေ့လယ်7နာရီကျော်လောက်ကမူဆယ်ဆင်ပြူကိပောက်အနီးကရှင်းရှင်းကစားဝိုင်းမှာတရုတ်နိုင်ငံသားတယောက်ကိုနှက်ခမ်းမျိုးမနှစ်ပြည်သူစစ်တပ်ဖွဲ့ဝင်တယောက်ကတနက်နေ့ပြစ်ခတ်ခဲ့တာကြောင့်တိစုံသွားခဲ့ပြီးရဲနဲ့စစ်ကောင်စီတပ်ဖွဲ့တွေဝင်ရောက်စစ်ဆေးတာမှာတရုတ်နိုင်ငံသားနောက်ထပ်34ယောက်ပုန်းနေတာကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ မနေ့ကလုံသား200လောက်ရှိတဲ့ကြားဖြတ်ကုမ္ပဏီတစ်ခုမှာတရုတ်နိုင်ငံသား17ယောက်ထွက်ပြေးသွားပြီး4ယောက်ပြန်ဖမ်းမိတယ်လို့သိရပါဗျ။အဲ့ဒီထဲကတယောက်လည်းပြစ်ဒဏ်ခံလိုက်ရတယ်လို့ကြားဖြတ်ကုမ္ပဏီကနေထွက်ပြေးလာသူကပြောပါဗျ။ဖန်စီခံထားရတဲ့ကြားဖြတ်ကုမ္ပဏီလုံသား138ယောက်ထဲမှာတရုတ်နိုင်ငံသား41ယောက်ပါဝင်ပါတယ်။အဲ့ဒီထဲကတရုတ်နိုင်ငံသား8ယောက်ဟာအလုံယုံပိုင်ရှင်တွေဖြစ်ပြီးဖမ်းမိထားတဲ့တရုတ်နိုင်ငံသားတွေကိုယူနန်အစိုးရကိုလွှဲပေးရမယ်လို့ဒေသခံတွေစီကသိရပါဗျရှင်။ ထိုင်းမြန်မာနယ်စပ်ကုံသွေးလမ်းဖြစ်တဲ့တနင်္သာရီမြို့နယ်ထုံခါမောတောင်ကားလမ်းမှာထိတွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးနှစ်ဖက်ထိခိုက်ဒေဆုံးသူတွေရှိနေတယ်လို့ KTLA ထိစိတ်မဲ့ရွာတရင်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့နဲ့19ရက်နေ့ကထုံခါမောတောင်လမ်းပိုင်းကတင်ခွန်းကျေးရွာဘက်မှာထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်ကထိခိုက်ဒဏ်ရာရရှိတဲ့၈ယောက်ထဲမှာ၃ယောက်ဒေဆုံးခဲ့ပြီး၅ယောက်ကဒဏ်ရာပြင်းထန်ခဲ့တယ်လို့သိရပါရယ်။ တို့ဘက်ကစပြီးကျွန်တော်တို့ခန်းစစ်ရှိရာနေရာကိုလက်နက်ကြီး drone တွေနဲ့လာရောက်တိုက်ခိုက်ကြောင်းလာရောက်တိုက်ခိုက်တဲ့အတွက်ကျွန်တော်တို့ဘက်ကလက်တုံးပြန်တာဖြစ်ကြောင်းတော်လိုင်းတပ်ဖွဲ့တွေဘက်မှလည်းထိခိုက်ဒဏ်ရာရရှိသူတွေရှိကြောင်း၁၉ရက်နေ့ကကျွန်တော်တို့ရဲဘော်တွေပျောက်ကြားစနစ်နဲ့တွားပစ်ခဲ့ကြောင်း KTL ထိဆဲမဲ့ရွာတရင်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်ဂျော်လာ20ရက်နေ့ကလည်းထုံခေါမောတောင်လမ်းပိုင်းမှာနှစ်ဖက်ထိတွေ့တိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့တာမှာတိုက်ပွဲအခြေအနေနဲ့အသေးစိတ်အချက်အလက်တွေကိုမသိရသေးဘူးလို့ဆိုပါရယ်ဂျော်လာပထမအပတ်ကထုံခေါမောတောင်ကားလမ်းကိုနှစ်ဖက်စလုံးကပြန်လည်ဖွင့်လှစ်ထားပေမဲ့တိုက်ပွဲတွေကြောင့်စီးရင်တင်းမာနေပြီးဒီကနေ့ထိခရီးသွားလာရတဲ့ပြည်သူတွေမရှိသေးဘူးလို့သိရပါရယ်ရှင် ပဲခူးတိုင်းမေလာမြို့နယ်ရဲကိုစစ်ကောင်စီကကျွန်းလာလာဇမိုင်းကစပီးစစ်တောင်းထိုးနေတာကြောင့်ကျေးရွာ30လောက်ကတောင်းနဲ့ချီတဲ့ဒေသခံတွေဟာထွက်ပြေးတင်းရှောင်နေကြရတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။စစ်ကောင်စီစစ်တောင်းဟာတက်ဆွဲတဲ့နေရာကနေလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်ပြီးစစ်တောင်းထိုးဝင်ရောက်လာတာကြောင့်ကျေးရွာ30နီးပါးကဒေသခံ2000လောက်ဟာထွက်ပြေးတင်းရှောင်နေကြရတယ်လို့သိရပါဗျ။ စစ်ကောင်စီစစ်တောင်းဝင်ရောက်လာတာကြောင့်မင်းလာမြို့နယ်တွေကဖားလေးကွင်းမြောက်စုဖားလေးကွင်းအရှိစုဥတို့ကညင်ပင်ဥတို့ကျွဲလန်းစုဥတို့စားဖြူစုဥတို့တာကလေးစတဲ့ကြေးရွာတွေကဒေသခံပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေကြပါဗျ။ထိတွေ့တိုက်ပွဲတွေကတော့ခက်ဆိတ်ဆိတ်ဖြစ်ခဲ့ပြီးနှစ်ဖက်အကြမ်းဆုံးရှိကစစ်ကောင်စီတပ်ဘက်ကပုံများကြောင်းအခုတရက်နေ့ရက်အတွင်းတိုက်ပွဲဖြစ်တာမရှိဘဲနှစ်ဖက်စစ်ရဲအခြေအနေကတင်းမာနေကြောင်းမင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံရှဲဘော်မိုးထက်က TV ကို ကိုပြောခဲ့ပါတယ်ရှင်။ရှမ်းကုန်းတိုင်းတောင်တကုံမြို့နယ်မောင်းမကန်လမ်းပေါ်မှာရှိတဲ့အေယာဝန်ရဲကင်းဂိတ်စခန်းလက်ပစ်ဘုံနဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီးရဲတပ်ဖွဲ့ဝင်တအူးသေဆုံးခဲ့ကနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရဲတပ်ဖွဲ့နဲ့နေဆက်သူကပြောပါရယ်။ ဂျွန်လ20ရက်နေ့ည7:00နာရီကျော်ကလက်ပစ်ပုံးနှလုံးနဲ့ပြစ်ခတ်ကြက်ခိုက်ခံရတာဖြစ်ပြီးစစ်လီဝယ်ပြီးပြန်လာတဲ့ရဲတပ်ဖွဲ့ဝင်တအူးလက်ပစ်ပုံးထိမှန်ကနေရာမှာတဲ့ပွဲချင်းပြီးတည်ဆုံသွားခဲ့တယ်လို့နောက်တလုံးကရဲကင်းပင်းနာကြပြီးရဲတပ်ဖွဲ့ဝင်နှစ်ဦးထိခိုက်ဒဏ်ရာရှိသွားတယ်လို့တိုက်ခိုက်ခဲ့တဲ့မျိုးပြပြောက်ကြားတော်လိုင်းတပ်ဖွဲ့ကဘုံနိုင်ကပြောပါတယ်အခုတိုက်ခိုက်ခံခဲ့ရတဲ့ရဲစခန်းနားမှာလုံခြုံရေးတွေတင်းတင်းကြပ်ကြပ်ချထားတဲ့ကြားကအခြေအနေကိုစောင့်ကြည့်ပြီးအခုလိုတွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ အခုတိုက်ခိုက်ခံရမှုမှာရဲတပ်ဖွဲ့ဝင်တွေထိခိုက်ဒေဆုံးမှုနဲ့ပတ်သက်ပြီး TV အနေနဲ့တရားအတည်ပြုနေစေဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ညကလည်းရွှေပြည်သာမြို့မှာရဲစခန်းကို TBL မြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့ကလက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ရဲတပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိခဲ့တယ်လို့ရဲကုန်မြို့ခံတွေစီကသိရပါတယ်ရှင်။ ဒီနှစ်ဖေဖော်ဝါရီလကပြဋ္ဌာန်းခဲ့တဲ့ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေအရလက်နက်ကင်ခွင့်ရမယ့်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေလိုင်စင်လျှောက်ဖို့စက်ကောင်စီပြည်ထရေးဝန်ကြီးဒူဗိုချုပ်ကြီးထွန်းထွန်းအောင်ကကျွန်လ16ရက်နေ့ကပြောပါတယ်တေယုပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေမြန်မာနိုင်ငံကိုရောက်လာပြီးဖြစ်တဲ့အတွက်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလိုင်စင်လျှောက်ထားကြဖို့အတွက်မနေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာကြီးကြပ်ကုတ်ကဲရေးဗဟုကော်မတီအစည်းအဝေးမှာစစ်ကောင်စီဝန်ကြီးကပြောခဲ့တာပါ။ ။မန္တလေးတိုင်း၊စကိုင်းတိုင်းနဲ့ရခိုင်ပြည်နယ်ကတရုတ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုကာကွယ်ဖို့တရုတ်ကြေးစားလက်နက်ကင်တွေမေလကလေးကရောက်နေတဲ့အတွက်လုံခြုံရေးကုမ္ပဏီတွေကို လိုင်စင်ချပေးဖို့စီစဉ်လာလို့နေပြည်တော်သတင်းရေးမြစ်က TV ကိုပြောခဲ့ပါဗျ။ တရုတ်ကုမ္ပဏီတွေကိုလိုင်စင်ချပေးပြီးမှပြည်တွင်းကစစ်တပ်နဲ့နှိစက်သူတွေကိုပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီလိုင်စင်ချပေးတာလို့ဆိုပါရယ်လိုင်စင်လျှောက်တာမှာတရုတ်ကုမ္ပဏီတွေက နေပြည်တော်ကိုတိုက်ရိုက်လျှောက်ခွင့်ရှိပြီးပြည်တွင်းကုမ္ပဏီတွေကတော့လုံခြုံရေးဝန်ထမ်း10ဦးအထက်ထားမယ်ဆိုရင်တိုင်းဆိုရနဲ့နေလုံဝင်ကြီးရဲ့သဘောထားမှတ်ချက်ကို တောင်းခံရမှာဖြစ်တယ်လို့သိရပါရယ်ရှင် ရင်းချက်ခရိုင်မှာရှိတဲ့ PDF ထောက်ခံတဲ့ရွာတွေကိုဖုံးကျဲဖို့မန္တလေးတိုင်းနယ်လုံးဝင်ကြီးဘုံမူကြီးနေလင်းစိုးကဌာနဆိုင်ရာဝန်ထမ်းတွေစီကဒေတာဆိုင်ရာအချက်လက်တွေကိုတောင်းယူခဲ့တယ်လို့ဝန်ထမ်းတွေစီကသိရပါဗျ။မြင်းချက်ခရိုင်ထွေထွေအုပ်ချုပ်ရေးမှူးရုံးမှဂျွန်လ18ရက်နေ့ကနယ်လုံးဝင်ကြီးကမြင်းချက်တောင်းတာနထိုးကြီးမြို့နယ်က စစ်တပ်ရဲနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့တွေ့ဆုံပြီးဒေသဆိုင်ရာအချက်လက်တွေကိုတောင်းခံခဲ့တယ်လို့ဝန်ထမ်းတယောက်ကပြောပါရယ်မြို့နယ်လိုက် PDF ထောက်ခံတဲ့ရွာတွေစည်ရင်ပေးရပြီးမြေပုံမှာပါအမှတ်သားလုပ်ပေးခဲ့ရတယ်လို့ဆိုပါရယ်အဲ့လိုချက်လက်တွေပေးပြီးနောက်ပိုင်းမြင်းကြံမျိုးနယ်တဲကရွာတွေကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲခဲ့တာကြောင့်အရသာပြည်သူတွေတိုက်စုံးတံရရှိခဲ့တယ်လို့ဒေသန္တရဝန်ထမ်းတယောက်ကပြောခဲ့ပါရရှင်။ လာမယ့်ရွေးကောက်ပွဲမှာမဲမတမာတာတွေမဖြစ်အောင်အီလက်ထရောနစ်မဲပေးဆက်ကိုသုံးရတာဖြစ်တယ်လို့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဋ္ဌအငိမ့်စားဒူးဘုဒ္ဓကြီးဦးကိုကိုကပြောပါရယ်။ နေပြည်တော်ကပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအစည်းအဝေးခန်းမှာကျော်လာ20ရက်နေ့မနက်ကပြုလုပ်တဲ့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များညှိနှိုင်းအစည်းအဝေးမှာပြောဆိုခဲ့တာဖြစ်ပါတယ်။ရွေးကောက်ပွဲမှာလိုအပ်နေတဲ့မဲပေးဆက်တွေကိုထုတ်လုပ်နေပြီးမကြခင်ပြည်နယ်နဲ့တိုင်းလိုက်ခွဲပေးသွားမှာဖြစ်တယ်လို့မဲပေးဆက်သုံးရတာဟာမဲပေးရမှာမှန်ကန်လွယ်ကူစေဖို့နဲ့မဲမတမာတာတွေမဖြစ်ပွားစေဖို့အတွက်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ ။စစ်ကောင်းဆောင်ဟာရွေးကောက်ပွဲဥပဒေပုံမှ၁၄ကိုကျွန်းလ၁၉ရက်နေ့ကပြင်ဆင်လိုက်ပြီးနိုင်ငံဝန်ထမ်းတွေကိုကော်မရှင်ဥက္ကဋ္ဌနေရာရစေနိုင်တာကြောင့်လာမယ့်ရွေးကောက်ပွဲဟာစစ်ကောင်စီအလိုက်ရွေးကောက်ပွဲ ဖြစ်ဖို့အားသာချက်တွေဖြစ်တယ်လို့တရားလွှတ်တော်ရှေ့နေတယောက်က TV ကိုပြောခဲ့ပါတယ်။စစ်ကောင်းဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုတာဝန်ယူရတဲ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအငိမ့်စားတူပုချုပ်ကြီးကိုကိုဟောင်းအီလက်ထရောနစ်မဲပေးစနစ်နဲ့ပတ်သက်လို့တိုင်းစစ်ဌာနချုပ်တွေမှာလိုက်လံသေယုပ်ပြနေတယ်လို့လည်းသိရပါပါတယ်ရှင်။ တနင်္သာရီတိုင်းဘိတ်ခရိုင်တနင်္သာရီမြို့နယ်မှာတက်ကြွကြီးတယောက်ဟာတက်တွင်းရိုက်နှက်နှိမ့်ဆက်မှုတံကိုမခံနိုင်လို့ထွက်ပြေးလာပြီးဗတ်ပြောင်းခိုလုံလာတယ်လို့ဂျော်လာ20ရက်နေ့ကဘိတ်ခရိုင်တရင်3အဖွဲ့ရဲ့တုတ်ပြန်ချက်အရသိရပါဗျ။ညောင်ပေကွင်းကြီးရွာအခြေဆိုင်ခမာရ961တရင်ကတက်ကြွကြီးစည်ရီတယောက်ဖြစ်ပြီးစစ်တပ်မှတာဝန်ထမ်းဆောင်နေတာ9နှစ်ရှိပြီဖြစ်ကဂျော်လာ10ရက်နေ့ကတော်လိုင်းတက်ဖွဲ့နဲ့အခြေဆက်လုပ်ပြီးဗတ်ပြောင်းခိုလုံလာခဲ့တယ်လို့သိရပါဗျ။လက်နက်တော့မပါကြောင်း တက်ကရာရှိတယောက်ထိုးကျိတ်နှိပ်ဆက်ပြီးတက်ရာရှိတွေရဲ့ဖိနှိပ်မှုကိုမခံနိုင်လို့ကိုလွတ်ယုံပြီးထွက်ပြေးလာတာဖြစ်ကြောင်းနောက်ထပ်အလင်းဝင်မိုးချိတ်ဆက်ထားတဲ့သူတွေကိုလည်းသူ့အနေနဲ့လက်နက်ပါတစ်ပါးတည်းယူလာနိုင်ဖို့တိုက်တွန်းချင်ကြောင်းပို့ပြီးယုံကြည်ရအောင်လို့ဘေးခရိုင်တရင်တုံးရဲ့ပြည်ကြားရေးတာဝန်ခံကပြောပါရယ်ထွက်ပြေးလာတဲ့တက်ချက်ကြီးကိုလုံခြုံတဲ့နေရာမှာထားရှိပြီးလှုံထုံးလုံနည်းနဲ့အညီဆက်လက်ဆောင်ရွက်နေရလို့လည်းသိရပါရယ်ရှင် ထိုင်းနိုင်ငံရောက်နေတဲ့ဆေးပေးဒုက္ခသည်တွေကိုတရားဝင်လုံလုံခွင့်ပေးဖို့ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းတွေကိုကူညီထောက်ပံ့ပေးနေတဲ့ဘန်ကောက်အခြေစိုက်သဘောထားကွန်ဆော့တန့် TBC ကတိုက်တွန်းလိုက်ပါတယ်။မနေ့ကကြာရောက်တဲ့ကမ္ဘာဒုက္ခသည်များနေ့ War Refugee Day မှာအဲ့ဒီလိုထုတ်ပြန်တိုက်တွန်းလိုက်တာပါ။ဒုက္ခသည်တွေကိုတရားဝင်လုံလုံခွင့်ပြုလိုက်ရင်ကိုမိသားစုကိုကိုပြန်ထောက်ပံ့နိုင်ပြီးရောနေလာတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအပေါ်မှီခိုနေရတာကိုလျှော့ချနိုင်မယ်လို့ထောက်ပြပါဗျာ။ ဒါပြင်ဒုက္ခသည်တွေအနေနဲ့ဒုက္ခသည်စခန်းတွေရဲ့ကန့်သက်ချက်တွေအလွန်မှာဂုံတိတ်ခါရှိပြီးရေရှည်တည်တတ်တဲ့ဘဝတွေကိုတည်ဆောက်ဖို့အခွင့်အလမ်းတွေရတဲ့နယ်လို့လဲဆိုပါရယ်။ထိုင်းနိုင်ငံကဒုက္ခသည်တွေကိုအဲ့ဒီလိုအလုံးလုံးခွဲပေးလိုက်ရဲ့အကူအညီတွေပေါ်မှာမိခိုရာရှော့ချနိုင်ပြီးမြန်မာနိုင်ငံကအစ်စ်ဆောင်၃တန်းခွဲကျော်ကိုပို့ပြီးထောက်ပံ့နိုင်မယ်လို့လဲထုတ်ပြန်ချက်မှာပါရှိပါရယ်။ ထိုင်းဆိုရနဲ့နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်တွေအတွက်အကူအညီထောက်ပံ့မှုနဲ့အခွင့်အလမ်းတွေတိုးမြှင့်ပေးဖို့လဲ TBC ရဲ့ထုတ်ပြန်ချက်မှာထည့်သွင်းတိုက်တွန်းထားပါတယ်ရှင်။ရခိုင်ပြည်နယ်မင်းပြမြို့နယ်ဖုံသာချောင်းကချင်းလူမျိုးတွေနေထိုင်ကြတဲ့ကြေးရွာတွေမှာငှက်ဖျားရောဂါတွေအဖြစ်များနေပြီး အသက်သေဆုံးမှုတွေအထိရှိနေကြတယ်လို့မင်းပြဒေသခံတွေစီကသိရပါဗျာ။ မင်းပြမြို့နယ်ဖုံသားချောင်းမှာရှိတဲ့မုံချောင်းကြောက်လုံးကြီးနဲ့ဟီဇော်လေးကျေးရွာတို့မှာငှက်ဖျားရောဂါဖြစ်ပွားမှုကြောင့်ဂျွန်လာအစောပိုင်းကကလေးငယ်2ဦးနဲ့တက်ကြီးရွယ်ကိုတုံးသေးဆုံးခဲ့ပြီးလက်ရှိမှာလည်းဖုံသားချောင်းဒေသကရွာတိုင်းမှာငှက်ဖျားဖြစ်ပွားနေကြတယ်လို့မင်းပြမြို့နယ်ကဒေသခံတယောက်ကပြောပါရယ်လက်ရှိငှက်ဖျားဖြစ်ပွားနေကြတဲ့ဖုံသားချောင်းဒေသမှာအရင်နှစ်တွေကလည်းလူတွေရာနဲ့ချီပြီးငှက်ဖျားဖြစ်ပွားမှုတွေရှိနေကြပြီးအသက်တည်ဆုံးမှုတွေအထိရှိခဲ့ကြတယ်လို့ဒေသခံတွေကပြောပြပါဗျာ။ ဖုံသာချောင်းဒေသဟာချင်းလူမျိုးတွေအများစုနေထိုင်ကြတာဖြစ်ပြီးတောင်ရလုပ်ငန်းကိုအဓိကထားလုပ်ကိုင်ကြတာဖြစ်ကဝေးလံခေါင်ဖျားတဲ့အတွက်စေဝါလိုအပ်ချက်မြင့်မာတဲ့ဒေသဖြစ်တာကြောင့်စေဝါမပြည့်စုံမှုဒဏ်ကိုအခံရဆုံးဒေသဖြစ်တယ်လို့မင်းပြမြို့နယ်ကချင်းလူငယ်တအုပ်ကပြောပါတယ်။ ဖုံသာချောင်းဒေတာမှာကျေးရွာပေါင်း20နီးပါးရှိပြီးတောင်ရလုပ်ငန်းကိုအ धिक ထားလုပ်ကင်ကြရတဲ့ဒေတာတခုလည်းပြစ်ပါရယ်။ရခိုင်ပြည်နယ်မှာ အခုနှစ်မိုးရာသီအတွင်းငှက်ပြားဖြစ်ပွားတဲ့လူနာ900နဲ့အထက်ရှိနိုင်ပြီးအသက်သေဆုံးမှုတွေလည်းရှိနေကြတယ်လို့ကျန်းမာရေးဝန်ထမ်းတွေစီကသိရပါရယ်ရှင်။